အရင်ဆုံးဒီပွဲကိုမကြည့်မိလိုက်တဲ့ပြိတ္တတွေအတွက်တော့နောက်သားရစရာဖြစ်နေလိမ့်မယ်ဆိုတာပြောခြင်းနဲ့တော်တော်ဟိုပွဲကရင်ခုန်စစ်လို့ရှားစရာတွေပေးဆွနိုင်ခဲ့ပြီးတော့တကယ်ကိုဂန်ဝင်မြောက်ပွဲတစ်ပွဲကိုမြင်ခဲ့ရတယ်2010တုန်းကလည်းဒီနေ့သင်ထိတိုက်တွေ့ဆုံခဲ့ရမှာအခုချိန်ထိပြိတ္တတွေတသသပြန်ပြောနေရတဲ့ classic match တစ်ပွဲအနေနဲ့ပြန်လဲခံစားလို့မဝရလို့ဒီပွဲကလည်းအလားတူပုံစံမျိုးနဲ့နောက်နှစ်ပေါင်းများစွာဆယ်စုနှစ်ပေါင်းများစွာပြိတ္တတွေရင်ထဲမှာ ြံရင်မဲ့ပွဲလို့ဆိုကြနေကွန်မန်ထွေးပိုင်ဆို YouTube channel ရနေပြီးတော့ကြိုဆိုပါရစေ Inter Milan နဲ့ Barcelona တို့ကတော့အကျိတ်နဲ့ရှင်ပြိုင်ကစားပြီး Inter Milan သင်းကအချိန်ပိုသွင်းခွင့်နဲ့အတူ၄ဂို၃ဂိုနဲ့အနိုင်ရပြီးတော့နှစ်ကျော်ပေါင်းရလက်8ဂို6ဂိုနဲ့ဘိုလိုဘက်ကိုထပ်တိုက်တန်တဲ့တက်လန်းသွားခဲ့ပြီဖြစ်ပါတယ်။ဆိုတော့ဒီပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့ပြောချင်ပါတယ်။အရင်ဆုံးကျွန်တော်ရဲ့အဆီဇင်လေးမစခင်မှာ ဘာစီလိုနာကိုကြော်ဖြတ်ပြီးတော့ဘိုလူဘက်ကိုထထိုက်တန်တန်တက်လန်းနိုင်ခဲ့တဲ့အင်တာမီလန်သင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့အပီရှိတ်လုပ်ချင်ပါတယ် Congratulations ပါတကယ်ကိုထိုက်တန်တဲ့နိုင်ပွဲဖြစ်ပြီးတော့ပွဲကမတူချားနာတဲ့ပုံစံမျိုးနဲ့တစ်စက်ကလေးမှပြိသက်တည်းအာယုံစူးစိုက်မှုရော့မသွားရလေအောင်ပွဲချိန်ဖြစ်ဖြောပြမှုပေးနိုင်ခဲ့တဲ့ပွဲဆိုလဲမမှားဘူးအင်တာမီလန်သင်းကထိရောက်မှုကိုဦးစားပေးတယ်သူတို့ရဲ့ physical နဲ့ တိုက်ရိုက်ဆန်တဲ့ပေးပို့မှုတွေနဲ့အတူပွဲကိုပြူဟာကြကြချင်းခဲ့ပြီးတော့ပထမပိုင်းပွဲချိန်တွေမှာအင်တာမီလန်သင်းကပိုကောင်းခဲ့တဲ့အသင်းဖြစ်ရှိခဲ့ပြီးတော့ပွဲကိုလည်း2-0နဲ့ဥဆောင်နိုင်ခဲ့တဲ့အဖွင့်ကော20မိနစ်မှာလိုတာရိုမာတီနက်နဲ့ပထမကြော့မှာလည်းအထူးခြေစွမ်းပြခဲ့တဲ့ဂျန်ဖရီရဲ့တွဲလုံးကနေဂျန်ဖရီအလိုက်သင်းချိုးပေးတဲ့ဘောလုံးကိုလိုတာရိုမာတီနက်ကလွတ်လွတ်ကျွတ်ကျွတ်ပဲကန်သွင်းပြီးတော့ဥဆောင်ကိုရခဲ့တာမာတီနက်ကဒီပွဲမတိုင်ခင်မှာတရားပြဿနာကြောင့် ဒီဘက်မှာပါဝင်ကစားခွင့်ရပါမလားလို့တန်တရားရှိခဲ့ပေမဲ့နီးပြဆီမူနီအင်ဇာဂီကတော့လော်တာရိုမာတီနက်ကိုအရေးစွန်ပြီးတော့အသုံးပြုခဲ့သလိုလော်တာရိုမာတီနက်ကကိုယ်တိုင်အဖွင့်ကိုအတွင်းနဲ့ဒုတိယမြောက်ကိုကလည်းသူ့ကြောင့်ပင်နယ်တီရရှိခဲ့တာဖြစ်ပြီးတော့ဒီပင်နယ်တီမှာတော့ကွဲလတာရဲ့ဆုံးဖြတ်ချက်ကနည်းနည်းလေးပြင်းထန်တယ်လို့တော့ယူဆမိတယ်ဒါကျွန်တော်တအူးတဲ့ရဲ့အမြင်ပါပင်နယ်တီပေးမယ်ဆိုလဲပေးလို့ရတယ်ကူဘာစီနေနဲ့လော်တာရိုမာတီနက်ကိုဖျက်ထုတ်တဲ့အနေအထားမျိုးမှာတော့ ဒေါ်လာရမရီနက်ကိုရည်ရွယ်တာမျိုးမဟုတ်ဘဲနဲ့ဘောလုံးကိုရှင်းထုတ်ဖို့ကြိုးစားရတဲ့နှစ်ယောက်စလုံးနဲ့ထိတယ်လို့လို့မထိတယ်လို့ဘောလုံးကထွက်သွားခဲ့ပြီးတော့မာတီနက်ထံရရသွားခဲ့တယ်။ထံရရသွားခဲ့တဲ့အနေထားကိုခဏအပွဲကိုရက်နာထားချိန်မှာ VAR ကနေကိုယ့်နဲ့တိုင်ကိုညွန်ကြားပြီးတော့ဒီဖြစ်ချက်ကိုကိုယ့်နဲ့တိုင်မာစီနီယက်ကပစ်ဆိုင်မော်နီတာမှာပြန်ကြည့်ပြီးတော့ပနယ်တီပေးခဲ့တယ်။ဒီပနယ်တီကိုကိုယ့်လေစားသမားချာနိုဂလူကတီတီငယ်နဲ့ကန်သွင်းပြီးတော့ပွဲကို2-0နဲ့ဥဆောင်ခဲ့တာ။ပထမအကြော့မှာလည်းအင်တာမီလန်သင်းကပဲ2-0နဲ့ပွဲကိုဥဆောင်ပြီးမှ ဘာစလိုနာတင်းကနောက်ကလိုက်ကစားပြီးတော့တူတူတည်ကြတယ်အဲ့နောက်ပိုင်းမှာပွဲပြီးမှ3-3တည်ဖြစ်တယ်ဒီဘက်မှာလည်းအလားတူပဲအင်တာမီလန်တင်းကပွဲကို2-0နဲ့ဦးဆောင်တယ်ဒုတိယပိုင်းမှာတော့ဘာစလိုနာတင်းကသူတို့ရဲ့အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ခဲ့ပြီးတော့ဘယ်ချန်းကဂျရက်မာတင်ရဲ့ဖြတ်တင်ပေးပို့မှုကနေနောက်ခံလူအရစ်ဂါစီယာကဗောလီကန်ချက်နဲ့ချီပါကိုသင်ခဲ့တယ်ဒီချီပါကိုရပြီးနောက်ပိုင်းမှာဘာစလိုနာတင်းကယုံကြည်မှုမြင့်တက်သွားခဲ့ပြီးတော့သူတို့ရဲ့အကောင်းဆုံးပုံစံတွေကိုဇက်တိုက်မြင်ခဲ့ရတာပဲဒီဘက်မှာ ဘာစီလိုနာအသင်းပြိုင်ပွဲကထွက်သွားခဲ့ရပြီမဲ့ရမယ်ကတော့ပြည်သက်တွေရင်ထဲကဘယ်တော့မှထွက်သွားမဲ့ဆာလမာမဟုတ်ဘူးဆိုတာကိုပြသွားခဲ့တယ်ဒီဘက်နောက်ပိုင်းခေတ်မက်ဆီနဲ့ဆီရိုနယ်ဒိုလွှမ်းမိုးထားတဲ့နောက်ပိုင်းဆယ်စုနှစ်နှစ်ခုအလွန်မှာရမယ်ကသူ့ရဲ့ခြေရာကိုနင်းနိုင်မဲ့ဘောလုံးအမွေနှစ်ကိုလက်ဆင့်ကန်တည်ဆောင်လာမဲ့ဘောလုံးရဲ့အလှတရားတွေကိုဖော်ဆောင်ပေးမဲ့ဂိုဒန်ဝိုင်းတယောက်ဖြစ်ရှိနေခဲ့တာလေဒီချိန်မှာပြည်သက်တွေအတွက်တော့ဂျင်းနဲ့ဆရာလို့ပြောရမယ် ဂျာမန်ကဒီဘက်မှာကန်ချက်6ချိန်လုံနိုင်ခဲ့ပြီးတော့သူ့ရဲ့ကန်သွင်းချက်အချိန်ချင်းကိုတိုင်မက်ဂိုးသမားယန်ဆွန်မာကကာကွယ်သွားခဲ့ပြီးတော့ဆွန်မာကဒီဘက်မှာကာကွယ်မှု9ချိန်နဲ့အတူဒီဘက်ရဲ့အကောင်ဆုံးသမားစုကိုတရားဝင်ရရှိခဲ့တယ်။ဂျာမန်ကတော့တကယ်ကိုအသက်အရွယ်နဲ့မမျှအောင်ဘာစီလိုနာသင်းရဲ့တိုက်စစ်ဝင်တစ်ခုလုံးကိုထမ်းထားခဲ့ပြီးတော့ရလာတဲ့ဘောလုံးမှန်သမျှကယာမဲစီကိုဘောလုံးပစ်ဖို့တယ်။ယာမဲကသူ့ရဲ့တူးချင်းကြော်ဖြတ်မှုတွေ cross ball တွေနဲ့အင်တာမီလန်သင်းရဲ့ခံစီချောင်းကိုဖြိုခွင်းတယ်။ သက်စကွန်နှစ်အရွယ်နဲ့ဒီလောက်ထိကောင်းတဲ့စွမ်းဆောင်ရည်မျိုးကိုကျွန်တော်တသက်မှာတစ်ခါမှမမြင်ဘူးဒီလိုခြေစွမ်းမျိုးဒီလိုကစားဟန်မျိုးနဲ့ဖြော်မြင်မှုပေးနိုင်တဲ့ကစားသမားကမျက်မှောက်ဆသာမရှိဘူးရမယ်ကတော့အဲ့လိုရှာရှာပါပါကစားသမားတွေကတယောက်တကယ်ကိုတန်ဖိုးမဖြတ်နိုင်တဲ့ယန္တနာတစ်ပါးနောင်လာမယ့်အနာဂတ်မှာဘာစီလိုနာရဲ့အရှင်သခင်ဖြစ်လာမယ်ကမ္ဘာအကောင်ဆုံးသောမဆုတွေဘောလန်ဒေါဆုတွေကိုလည်းမကြရတဲ့နှစ်ကာလအတွင်းမှာရမယ်ကရယူသွားနိုင်မယ့်လက္ခဏာတွေကိုပြသခဲ့တယ် သင်းရဲ့တိုက်စပိုင်းမှာတော့ရာဖင်ညာကတတိယမြောက်ဂိုးကိုသွင်းခဲ့တယ်ဆိုပေမဲ့ထင်သလောက်ခြေစောမပြနိုင်ခဲ့ပဲနဲ့တိုက်စစ်တစ်ခုလုံးမှာရာမဲပေါ်မှာပဲမိခိုးထားပြီးတော့ဖာရန်ဒရက်လည်းအများကြီးခြေစောမပြနိုင်ခဲ့ဘူးဒန်နီအော်လ်မိုကလည်းဂျရက်မာတင်ရဲ့ cross ball ကနေဒုတိယမြောက်ခြေပါကိုသွင်းပေးခဲ့တယ်ဆိုပေမဲ့ဒီတိုက်စစ်တစ်ခုလုံးမှာတော့ရာမဲအပေါ်မှာအများကြီးကိုမိခိုးထားရတယ်ဒီချက်ကလည်းတစ်ဖက်ကကြည့်ရင်ဘာစလိုနာအတွက်တော့မေကွန်ထုတ်စရာဖြစ်သလိုကိုထက်ကျုပ်ပိုင်းဆိုင်ရာအများကြီးပိုအားကောင်းတဲ့ စုစည်းမှုကောင်းတဲ့အင်တာမီလန်ရဲ့ပွဲစဉ်မှာရာမဲတယောက်တည်းကိုမိခိုနေရတဲ့အချက်ကလည်းအပြေတော့မဟုတ်သေးဘူးဆိုတော့ဘာဆိုနာနေနဲ့နောက်လာမဲ့ပွဲစဉ်တွေမှာတော့ရာမဲပေါ်မှာမိခိုတာလဲမိခိုပေါ့ဒါပေမဲ့လည်းတခြားကစားသမားတွေရဲ့စွမ်းစွာကြီးလဲပါမဖြစ်မယ်ဆိုတာကိုတော့မမေ့သင့်ဘူးဒုတိယပိုင်းမှာတော့ဘာဆိုနာတင်းကသူတို့ရဲ့ပုံရိပ်အစစ်မှန်ကိုပြသခဲ့ပြီးတော့နှစ်ဂိုးရှုံးနေထားနေ3-2ဖြစ်သွားခဲ့ပြီးတော့ဒီပွဲစဉ်မှာသိပ်ပြီးတော့မထင်ပေါ်ခဲ့တဲ့ရာဖင်ညာကဒီယာဒီ20တကိုးမြောက် ဂိုးပါဝင်ပတ်သက်မှုဖြစ်သွင်းဂိုး73ဂိုးဂိုးဖန်တီးမှု8ကြိမ်တည်းတူတတိယမြောက်ဂိုးကိုသွင်းခဲ့ပြီးတော့88မိနစ်မှာပွဲကိုပြန်ပြီးဥဆောင်နိုင်ခဲ့ဆိုတော့ဘာစီလိုနာအသင်းပဲဒီပွဲမှာအနိုင်ရသွားတော့မလားလို့ထင်ခဲ့ပေမဲ့လည်းအင်တာမီလန်တဲ့ရဲ့မဆုံမိနစ်ကြိုးစားမှုသူတို့ရဲ့ထိရောက်တဲ့တိုက်စစ်ဆင်မှုတွေကနေညာချမ်းကအေရီယာတွင်းချိုးပလိုက်တဲ့ဘောလုံးကိုခန်စစ်ကအချပီလိုက်တက်ပြီးတော့တိုက်ပက်နောက်ခံလူနဲ့အပြိုင်ပိတ်သွင်းသွားခဲ့တာတော်တော်လေးကိုပျောက်မြောက်တဲ့သွင်းကိုဖြစ်ပြီးတော့အချပီလို့အချိန်တုန်းက ကင်ဆာဝရနာခံစားခဲ့ရဘူးတဲ့ကစားသမားအသက်ရွယ်ပိုင်းရလဲအကြဘက်ကိုရောက်နေပြီဒါပေမဲ့ခံစစ်မှာဘတ်စတိုနီတို့ပစ်ဆက်တို့ကိုအဓိကဥဆောင်ပြီးတော့မောင်းနေနေတဲ့ကစားသမားဝိုင်းရင်ကစားသမားတယောက်ရဲ့အတွင်းကိုသူ့ရဲ့အဲ့ဒီချွတ်ပြီးတော့စိတ်လိုက်မှန်ပါအောင်ပွဲကဟန်ကလည်းပိတ်သက်တွေရင်းထဲမှာထင်ကျန်ရလိမ့်မယ်လို့ထင်တယ်အဲ့နောက်ပိုင်းမှာတော့အချိန်ပိုမိနစ်တွေဆက်ကစားတဲ့အချိန်ပိုမှာတော့အင်တာမီလန်တင်းရဖရာတက်စီရဲ့ဂိုးနဲ့4-3ဆိုတဲ့ရလနဲ့ပွဲကိုအနိုင်ရသွားခဲ့တယ် ဒီဘက်မှာအင်တာမီလန်သင်းအနိုင်ရခဲ့တဲ့အဓိကအကြောင်းရင်းကစိတ်ပိုင်းဆိုင်ရာအရဘာစလိုနာထက်အများကြီးပိုအားကောင်းတဲ့ဒီဘက်ကိုပို့ပြီးတော့နိုင်ကျင်တဲ့အသင်းဒီဘက်ကိုအယိုးကြည်ကြည်အရေခံခံပေးဆက်ကစားမယ်ဆိုတော့စိတ်ထဲနဲ့ကစားပွားခဲ့တာတကယ်အင်တာမီလန်သင်းရဲ့ဒီနိုင်ဘက်မှာဒီပြစီမူနီအင်ဇာဂီရဲ့နီးပြူအားပိုင်းတွေရောကစားသမားတွေရဲ့စွမ်းဆောင်ရည်ပိုင်းတွေရောတကယ်ကိုအတိမတ်ပြုချီးကျူးရမှာပါအင်တာမီလန်သင်းက2010မှာဖလားသုံးလုံးအောင်မြင်မှုကို ဒီပြမော်ရီညိုအလောက်မှာပိုင်ဆိုင်ခဲ့ပြီးနောက်ပိုင်းချန်ပီယံလိပြိုင်ပွဲမှာ2023မှာဘိုလူဘဲကိုဒီကြိမ်ရောက်ခဲ့တယ်။မန်စီးတီးကိုရှုံးပြီးတော့ဒီဒီကြိမ်ကတော့ချန်ပီယံလိလို့အမည်ပြောင်းလဲခဲ့ပြီးနောက်ပိုင်းဘိုလူဘဲကိုတတိယကြိမ်မြောက်တက်လှမ်းခဲ့တာ။ဒီချိန်နဲ့ဆိုတစ်ဖက်ကတက်လာမဲ့ဘယ်သင်းကိုမဆိုကောင်းကောင်းရှင်ကစားနိုင်တဲ့အနေအထားမှာရှိပြီးတော့သူတို့ရဲ့အဓိကအားသာချက်လက်နက်ပုံးကညာတော်မန်ကဒန်ဖရီပါ။ဒန်ဖရီကပထမအကြော့မှာလဲကိုယ်တိုင်နှစ်ဂိုးသွင်းပြီးတော့ဒီဂိုးဖန်နိုင်ခဲ့လို့ဒီပွဲမှာလဲဂိုးဖန်နိုင်မှုနှစ်ကြိမ်လွတ်နိုင်ခဲ့ပြီးတော့သူ့ရဲ့တော်မန်ကနေ အတွင်းကိုဝင်လာပြီးတော့ cross ball တွေကိုတိုင်ဖန်တီးမှုတွေအပါအဝင်တကယ်ကိုအရေးပါတဲ့လက်နက်ပုံးဖြစ် Dan Free ကတော့နှစ်ကြော့စလုံးမှာကျွန်တော်ရဲ့အကြိုက်ဆုံးကစားသမားတွေကတယောက်ဆိုလဲမမှားဘူးကျန်တဲ့ကစားသမားတွေကိုကြည့်မယ်ဆိုလဲကွက်လန်မှာ Mickey Tarrant လို့ဝိုင်းကစားသမားတယောက်ရဲ့လှုပ်အားနှုန်း Varela ရဲ့မထင်မှတ်တဲ့ကန့်ချက်တွေ Inter Milan တွေကဒီဘက်မှာထူးကြတာကရလာတဲ့အခွင့်အရေးကိုကြုံတဲ့နေရာကနေကြုံတယ်လို့ကန့်သွင်းပြီးတော့ကိုသမားဆက်စနီကိုချိန်ချောက်ခဲ့တာကိုတွေ့ရတယ်မထင်မှတ်တဲ့အနေထားမျိုးတွေကနေလည်း ပါဝါပြင်းပြင်းကန်ချက်တွေနဲ့အချိန်ချင်းချိန်ချောက်ခဲ့တာကိုတွေ့ရတယ်။ဒါမီးပြူဝပိုင်းလို့ပြောလို့ရသလိုဘာစီလိုနာတင်းအောင်ဒီပွဲမတိုင်ခင်တည်းကသူတို့ရဲ့ခံစစ်ကြောင်းအားနည်းချက်ပေါ်မှာကျွန်တော်တန်မြတ်ရှိခဲ့တယ်။ဒီခံစစ်ကတိုက်စစ်ကအရန်အလုတ်လုတ်ပြီးဂိုးတွေသွင်းနေလို့သာသူတို့ရဲ့အားနည်းချက်ကမပေါ်နေပေမဲ့ခံစစ်တော်တော်လေးကြော်ရဲနေရဲဆိုတာကိုပထမကြော်မှလည်းမြင်ခဲ့ရတယ်။အရှိန်မှာကစားခဲ့တဲ့စပိန်ပြင်းဖလားဘိုလူပဲရီယယ်မက်ဒရစ်ပွဲတွေမှာလည်းမြင်ခဲ့ရတယ်။ဒီအာဒီချန်ပီယံလိပွဲစဉ်တွေဖြစ် ောင်းမွန်ကိုရှုံးခဲ့တဲ့ပွဲတို့ဘင်ဖီကာနဲ့ပွဲတို့တွေမှာလည်းမြင်ခဲ့ရပြီးတော့တော်တော်လေးကိုခံစစ်ကြောင်းကပေးကုန်းတော့နေမြင့်တက်နေတယ်ဒါအိုးမပြင်နိုင်ခဲ့ပဲနဲ့ဒီနေ့ပွဲစဉ်မှာညာချမ်းကခွန်တဲမပါတာကလည်းခံစစ်ကိုအများကြီးရော်ရဲသွားစေလို့ထင်တယ်ခံစစ်မှာကစားနေတာကဝိုင်းကစားသမားအီနီကိုမာဒီနက်နဲ့လူငယ်ကစားသမားကူပါစီဆိုတော့နှစ်ယောက်ကြားမှာတိုင်ပင်နေလဲလိုအပ်တယ်ပြီးတော့ကွင်းလေကလည်းအဖြတ်ပိုင်းအားနေတဲ့ပက်ထရီနဲ့ဒီအောင်ဆိုတော့ဒီကစားသမားနောက်ကဘောလုံးကင်ထားချိန်မှာအရန်ကောင်းတယ်ဒါပေမဲ့ off the ball တွေမှာ သူတို့စီမှာ defensive ပိုင်းအားနေတဲ့အနေအထားမှာရှိပြီးတော့ခန်းစစ်ကိုကောင်းကောင်းမကူနိုင်ဘူး Jerome Martin ကတော့ခန်းစစ်ပိုင်းအားနေပေမဲ့တိုက်စစ်မှာတော့တော်တော်လေးအကူလို့ရမဲ့ခြေစွမ်းမျိုးမြင်ခဲ့ရပြီးတော့ဒီဘက်မှာအဆင့်တန်လုံးရခဲ့တယ် Inter Milan ကတော့တသင်းလုံးစုစုစည်းစည်းကြီးကြီးလေးလေးနဲ့ကစားသွားခဲ့ပြီးတော့တကယ်ကိုပျောက်မြောက်တဲ့နိုင်ပွဲဒါနှစ်ပေါင်းများစွာတိုင်အောင်ပြည့်တက်နေခြင်းနဲ့မှာဆွဲကြံစေမဲ့နိုင်ပွဲဒီလိုပွဲမျိုးတွေကိုနောက်ဆယ်စုနှစ်ပေါင်းများစွာပြည့်တက်နေခြင်းနဲ့မှာရှိနေလိမ့်မယ်ဆိုတာ တေချာပေါ့အာမခံရတယ်အင်တာမီလန်သင်းရဲ့ကြိုးစားအထောက်အပံ့ကလည်းဘောလုံးသင်းတွေအတွက်စန်နမူနာလို့ပြောလို့ရသလိုတောင်မန်နေကနေတိုက်စစ်ကိုလိုက်ပါပြီဒီဘက်မှာဒီမာကိုရောဒန်ဖရီယောကတိုက်စစ်ကိုတော်တော်လေးလိုက်ပါကစားနိုင်ခဲ့တယ်ဒန်ဖရီကတော့ဒီနေ့ပွဲရဲ့အဓိကကြတဲ့ဆလာမာလို့ပြောလို့ရသလိုအင်တာမီလန်သင်းဒီလိုဘောလူဘဲကိုရောက်ခဲ့ရမှာလည်းအဓိကလက်နက်ပုံဖြစ်ခဲ့ပြီးတော့ဘောလူဘဲမှာလည်းဒန်ဖရီရဲ့စွမ်းဆောင်ရည်တွေကအဲဒီမှာအဓိကကြအောင်ပဲဘာစလိုနာသင်းကတော့တိုက်စစ်ကစားချိန်တွေမှာပိုကောင်းပြီပဲခန့်စစ်တွေမှာ လိုအပ်ချက်တွေရှိနေသေးတယ်ဆိုတာကိုမြင်ခဲ့ရတယ်။ပွဲချိန်93မိနစ်ထိ3-2နဲ့ဥဆောင်ထားတဲ့ဘာစီလိုနာအသင်းကပွဲပြီးမှ4-3နဲ့ပြန်ရှုံးသွားတယ်ဆိုတော့ဒီလိုရှုံးပွဲမျိုးကရင်းနှီးကနေလွယ်လွယ်နဲ့ထုတ်ပြစ်လို့ရမယ်မထင်ဘူး။2010တုန်းကရှုံးကြွေးကိုမဆက်နိုင်ခဲ့တဲ့အပြင်ရှုံးကြွေးပါထပ်တင်သွားခဲ့တဲ့ဘာစီလိုနာအတွက်တော့ဒီယာဒီဟာအောင်မြင်သလောက်မအောင်မြင်တဲ့ယာဒီလို့ပြောရမယ်။ဒီယာဒီဘာစီလိုနာအသင်းကဖလားသုံးလုံးလမ်းကြောင်းပေါ်မှာရှိနေပြီးတော့တိုင်ပွဲတိုင်းမှာအာကောင်းမောင်းတန်တဲ့ရေပန်းအစားဆုံးအသင်းဖြစ်ရှိနေတယ်။ဒါပေမဲ့ မမျော်လင့်ပဲခြေခောက်ပြီးတော့ချန်ပီယံလိဘိုလူပွဲနဲ့လွဲခဲ့ရတဲ့ဘာစီလိုနာအသင်းလာလီဂါမှာဘလိုပုံစံမျိုးနဲ့သူတို့ရဲ့အောင်မြင်မှုတွေကိုဆက်ပြီးတော့ထိမ့်သိမ်းနိုင်မလဲဆိုတာစောင့်ကြည့်သွားရမယ်။ဒီပွဲကတော့တကယ်ကိုကန်ဝင်မြောက်ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီးတော့မကြည့်လဲရတဲ့ပြိတ္တတွေအတွက်အများတန်းတသသနဲ့နောင်တရနိုင်မဲ့ပွဲစဉ်ဆိုတာကိုတင်ဆက်ရင်းနဲ့ကျွန်တော်အစီအစဉ်ကိုဒီမှာပဲရန်နာပြရစေ။အခုလိုအချိန်ပေးစောင့်ကြည့်ကြရတဲ့ပြိတ္တတွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်။